ဝါဒနာဘာကြီးစက်တိုင်းမီလို့အရင်တော့လီဗာပူးနဲ့ရီယယ်မက်ဒရစ်ကွန်းလေကစားသမားဖြစ်ပြီးလာမယ့်နှစ်မှာရီယယ်အသင်းကိုနီးပြဖြစ်နေပြောင်းလာမယ့်ကစားသမားတစ်ယောက်ရှိတယ်။သူ့နာမည်ကအလွန်ဆိုတဲ့ကျွန်တော်ယင်းကြီးသူတွေကအလွန်ဆိုလို့တခါတလေခေါ်ကြပါတယ်။ဘောလုံးကစားတာတော်လို့မဟုတ်ဘူး။တချင်းအလွန်ဆိုလို့တကယ်ကကိုကအလွန်ဆိုအဆင့်ထက်တာသွားပြီ။အတော်ဆို မဆိုရမနေနိုင်ဘူးဖြစ်နေတာစိတ်ညစ်ရင်လဲဆိုလိုက်တာပဲပြောရင်လဲဆိုလိုက်တာပဲပြင်ပန်းရင်လဲဆိုလိုက်တာပဲဘာနေနေဆိုတာပဲတွားရင်လာရင်ဟိုတောင်တန်းတွေကိုမြူကိုလေးဝေ့လာတာများတွေ့ရင်နန်းတော်ရှိစီရတည်းရဲ့ဟိုတောင်မယူစီကမြူကိုလေးလွန်းအဲ့လိုမင်းလာပုတ်ရတဲ့ချင်းက အလိုလိုစုံမိနေပြန်နော်အဲ့လိုပဲမြင့်မြင့်ရမုံသားတချင်းကိုဆိုသလိုညနေနေကလေးစောင်းလာရင်ကုစောညင်းရဲ့စီးတာကိုခင်မိမိုးကလေးညို့လာရင်မိုးဆက်လေးနေတို့ချစ်မိုးကြီးတို့မိုးတို့ကတိပန်းတို့စုံမိပြန်အောင်စောင်းရောက်ရင်လည်းစောင်းအမီတို့ဒီစောင်းဟိမန်တို့တပြင်းရွက်ရီတို့ဆိုသလိုတိရွက်ကလေးများကြွေရင်ຫນွေဥတို့မင်းရာတီတို့စုံမိပြန်အောင် ကိုမိန်းမနဲ့အညာသာတုန်းကသူ့တူမအငယ်လေးကညဆိုကိုတို့နဲ့လာလာအိတ်တက်တယ်။သူအိတ်ခါနီးကြည်ကြနေကိုကမြို့မကြီးရဲ့မိသားစုတချင်းနဲ့စုပြီးတိတ်ရတာပေါ့။နောက်ပိုင်းကျတော့ကြအိတ်ချိန်ရောက်လို့မိသားစုကလေးယသိနဲ့နေရရှာတကောအဲ့လိုအဆချိလိုက်တာနဲ့အမိအိတ်တော်မယ်ဆိုပြီးတန်းအိတ်တာပဲ။တားကြီးကြတော့အောင်ကြီးရှိပါဆိုမှအိတ်တာ။ တားငယ်လေကျတော့နောက်တစ်မျိုး तू ကအဲ့ဒီအချိန်မှာတိုက်တိုက်ဆိုင်ဆိုင်ကိုကလည်းတယောနဲ့ရမုံသားတို့ဦးကျော်ဆုံးမယ်လို့တင်နေတဲ့အချိန်ဆိုတော့သူ့ကိုအဲ့ဒါလေးပဲဆိုပြီးတိတ်ခဲ့ရတယ်ကလေးတွေအတွက်နားတော့တာလားနားဒုက္ခလားမသိပေမဲ့ကို့အတွက်တော့အင်မတန်အားလျောက်ကြီးတာကလားသူတို့ကတော့မပြောတော့မင်းသားတချင်းတွေကလို့နေနာဆိုရင်ရီဒီယိုရိုက်ခွဲပြစ်ချင်တာအဲ့လိုဖြစ်ချင်ဖြစ်နေမှာပေါ့ဦးကျော်ဆုံးမယ်ပတ်ပြိုးနဲ့ ရတောရီယာယူရီယာကိုအပေဂျရနာဇကားတွေကရှုမွာဆန်းဆန်းရင်းနဲ့ဥကြည်မောင်ဆိုတာကိုသဘောကျလို့ပဲကိုဆိုအိုကျော်ဆုံးမဲ့တခြင်းကိုတရောနဲ့တက်ပြီးတော့ပကံမှာတွားပြီးရိုက်ကူးရေးလောက်ကြမယ်တော့ပြောထားတာလမ်းမန်းချင်းကြီးနိုင်ငံရေးချင်းကြီးကြောင့်ပကံမရောက်ပဲချင်းမှန်ရောက်လာတာတကယ်ကဇကားထဲမှာဥကြည်မောင်နဲ့ရှုမွာဆန်းဆန်းအေးကအဲ့ဒီတခြင်းတွေဆိုပြီးပတ်စံတောင်းဆရရတဲ့ဇက်ရုပ်တွေထူးထူးခြားခြား ဒေါသကုမာရလိုနာမည်ပြောင်းပြီးခံရတဲ့နာမည်ကြီးကဗျာဆရာဒေါင်းရွှေစီပါဝင်ခဲ့တဲ့ဇာတ်ကားပေါ့အပေါ်မှာပြောသလိုတချင်းကိုနေရာနေပယ်စိတ်ခံစားတဲ့မျိုးစုံနဲ့စုဟုပြီးနောက်မှာတွေ့လာရတဲ့တချင်းဆိုလိုအကောင်းဆုံးနေရာကတော့ရေချိုးခန်းထဲမှာအဝစ်ချော်ရင်တချင်းဆိုရတာရဲ့လဲထွင်ရင်တချင်းဆိုရတာရဲ့အကောင်းဆုံးပဲအဝစ်ချော်ရင်ရေချိုးရင်ကတော်တော်များများစုခဲ့ဘူးကြမှာဖြစ်ပေမဲ့ လဲထွင်ရင်တချင်းဆိုရတဲ့အရာတာကတော့လဲလုတ်ဖူးသူတွေပဲတရားသိလိမ့်မယ်။ကဗျာဆရာမောင်နီဦးရေးထားတဲ့ကဗျာတွေကလို့လဲသမားတွေရဲ့အိမ်မှာဘာစာအုပ်မှမရှိဘူးဆိုရင်တော့ဖျားစာအုပ်နဲ့တွင်နေသိမ့်နစာအုပ်ကတော့ရှိကြတယ်မဟုတ်လား။လဲဝန်းပြောင်ပြောင်ကြီးမှာလင်းကလေးတစ်ချက်နှစ်ချက်တိုက်လိုက်ရင်နေညို့ညို့အလီလူကဖြန်း ငယ်ရောကိုမန်းစတန်တဖြစ်မစီဟဲ့နွားအဲ့လိုစိုးမိုးမြစ်တာတွေကကိုသိန်းတန်ကြီးလိုဟင်းရင်နွားကိုဟန့်လိုက်ရတဲ့မူးဟာလယ်သမားစီးတယ်ကြီးလို့တော့ဆိုရှင်ပါသေးရဲ့လွမ်းနော်